မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ great for လူမှုရေးကိုသင်ကြားပေးမယ့်ဒီချေအေဂရီပဲဖြစ်ပါ့ကွယ်အခုဒီချေသင်ကြားပေးမယ့်သင်ငန်းစာလေးကတော့အခန်း3အနောက်ဘက်တောင်တန်းဒေသသင်ငန်းစာခွဲ3.3နောက်ဘက်တောင်တန်းဒေသရဲ့တည်နေရာမြေမျက်နှာတွင်ပြင်းနေရာသီဥတုခြေနေဘလို့ရှိသလဲဆိုရက်သင်ငန်းစာလေးပဲဖြစ်ပါ့ကွယ် ကဲအခုနောက်ဖက်တောင်တန်းဒေသရဲ့ထူးခြားထင်ရှားရဲ့မြေမျက်နှာတွင်ပြေကိုကြည့်လိုက်ကြရအောင်နော်နောက်ဖက်တောင်တန်းဒေသမြန်မာနိုင်ငံရဲ့နောက်ဖက်ဆုံးအပိုင်းမှာတည်ရှိပါတယ်အဲ့ဒီဒေသမှာဆိုရင်တော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ရိုးမနဲ့တောင်ဘက်ပိုင်းရှိမော်တင်စွန်းအထိပါဝင်နေကြွအဲ့ဒီဒေသရဲ့အနောက်ဖက်ဒီမှာအိန္ဒိယနိုင်ငံနဲ့ရခိုင်ကမ်းမြောင်ဒေသ အနောက်တောင်ဘက်မှာဘင်္ဂလားပင်လယ်အော်နဲ့ညနေမိတ်ချင်းလဲထိစပ်လျက်ရှိပါရဲ့နောက်ဖက်တောင်တန်းဒေသမှာ မီတာ3000ကျော်မြင့်တဲ့တောင်တန်းတွေရှိပြီးတော့ရှေ့ဘက်ကုန်းမြင့်ဒေသထက်ပိုပြီးတော့မြင့်ပါရဲ့ကွဟိမဝန္တာတောင်တန်းရဲ့အဆက်ဖြစ်ပြီးတောင်ဘက်ကိုကိုွေးပြီးတော့ဆင်းလာပါတယ်။ပတ်ကွိုင်တောင်တန်း၊နာဂတောင်တန်း၊ချင်းတောင်တန်းနဲ့ရခိုင်ရုံးမတောင်တန်းတွေတည်ရှိပါရဲ့ကွယ်။ နာဂတောင်တန်းမှာဆိုရင်တော့အမြင့်ဆုံးတောင်ကစာရာမီတီတောင်ပဲဖြစ်ပါတယ်။ချင်းတောင်တန်းမှာ အမြင့်ဆုံးတောင်ကတော့ဗီတိုရီယာတောင်ဖြစ်ပြီးတော့ရခိုင်ရိုးမတောင်တန်းမှာအမြင့်ဆုံးတောင်လေးကတော့စွန်တောင်ပဲဖြစ်တယ်ကွ။အဲ့ဒီဒေသမှာထင်ရှားတဲ့လွင်ပြင်ကတော့ကဘော်ကြိုင်ဝမ်းလွင်ပြင်နဲ့ကလေးလွင်ပြင်တို့ပဲဖြစ်ပါတယ်ကွ။တွေ့ရှိရတဲ့မြစ်တွေကတော့ယူးမြစ်မဏိပူရာမြစ်မြစ်တာမြစ်တို့ပဲဖြစ်ပါတယ်ကွ။ တောင်နှမ်းတွေဟာမြောက်ကနေတောင်ကိုနှိမ့်စင်လာပြီးတော့ပင်လယ်အတွင်းမှာကျွန်းနေနေနဲ့ဖြစ်ပေါ်လာပါတယ်။အဲ့ဒီကျွန်းတွေကတော့တမီးလှကျွန်းနဲ့ကိုကိုကျွန်းတို့ပဲဖြစ်တယ်ခွေ။ဒါဆိုရင်တော့ဒီချေရို့အခုဆက်ပြီးညီမျက်နှာတွင်ပြင်းနဲ့ဆက်ဆက်နေတဲ့ရာသီဥတုခြေနေကိုကြည့်ကြရအောင်နော်။ဒီခြေကရှစ်သင်္ကန်းစာရီမှာခလေးတို့ကိုမိုးရေချင်းအပူချင်းနဲ့ជីနီးတွေကိုရောပြပြီးပြီနော် ါဆိုရင်တော့ဒီချေတို့စာမျက်နှာ28ကဂရက်ပုံတွေကို ကြည့်ပြီးကိုယ်တိုင်ရေးထကြပါနော်ဒီချေအားစာပိုက်ကလေးကိုထပ်ပြီးရှင်းပြပေးပါမယ်။နောက်ဘက်တောင်တန်းဒေသမှာရှိတဲ့ချင်းပြည်နယ်မြောက်ပိုင်းမှာတည်ရှိနေတဲ့ဖလန်းမြို့နဲ့ဟာခမြို့ဟာမြစ်မာတဲ့တောင်တန်းဒေသဖြစ်တဲ့အတွက်ကြောင့် ပို့အေးပြီးတော့မိုးပူများတယ်ကွချင်းပြည်နယ်တောင်ပိုင်းမှာရှိရဲ့မင်းတပ်မျိုးဟာမြောက်ပိုင်းမှာရှိတဲ့ဖက်လန်းနယ်ဟာခါတို့ထက်ပို့ပြီးတော့အေးရော်နေတယ်မိုးရွာသွန်းမှုလည်းရော့နေတယ်ကွကန်ယူရန်ဒေတာမှာရှိတဲ့ဂွားမျိုးကတော့ပင်လယ်နဲ့နေပြီးမြေငိမ့်ဒေတာဖြစ်တဲ့အတွက်အနောက်ဖက်တောင်တန်းဒေတာမှာရှိတဲ့အခြားသောမျိုးတွေထက်အပူချိန်ပိုများပြီးမိုးများပါတယ်ကွဒီဒေတာမှာဆိုရင်တော့ မြင့်မာတဲ့တောင်တန်းတွေရှိတယ်။မိုးများစွာရွာသွန်းခြင်းတို့ကြောင့်တစ်တောမျိုးစုံ ပေါက်ရောက်ရှင်သန်ကြပါရဲ့ကွယ်။ကဲအခုမြင်းမျက်နှာအတွင်ပြင်တဲ့ရာသီဥတုခြေတွေကိုဆက်ဆက်ပြီးတော့အဲ့ဒီဒေတာရဲ့စိုက်ပျိုးသီးနှံလေးတွေကိုကြည့်လိုက်ကြရအောင်နော်။ဒီဒေတာမှာဆိုရင်တော့စပါးပြောင်းဟင်းဒီဟင်းရွက်တွေနှံ့လပတ်အာလူကော်ဖီငရုတ်နဲ့အခြားသီးနှံတွေကိုလည်းစိုက်ပျိုးကြရယ်ကွယ်။ ဒေသအတွင်းမှာနေထိုင်တဲ့လူအများစုက စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကင်ကြပါရဲ့ကွယ်။မြင့်မားမတ်စောက်တဲ့တောင်ဆောင်တွေမှာတော့တောင်ရစပါးပြောင်းအာလူးလက်ဖက်ကော်ဖီငရုတ်နှံစတဲ့စိုက်ပျိုးသီးနှံပင်တွေကိုစိုက်ပျိုးကြပါရဲ့ကွယ်။အဲ့ဒီပြင်မှာမှ စားသုံးရန်အတွက်ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကိုလည်းစိုက်ပျိုးကြတယ်။ ဒီဒေတာမှာဆိုရင်တော့လက်ဖက်စိုက်ပျိုးမှုရှိတော့လေအရှိတ်ဘက်ကုန်မြင့်ဒေတာကဲ့သို့အများအပြားစိုက်ပျိုးလို့မရပါဘူးကွယ်အဲ့လိုဖြစ်ရခြင်းကတော့မဆောက်တဲ့တောင်ဆောင်တွေဖြစ်တယ်မိုးများတဲ့အတွက်ကြောင့်တိုက်စားမှုပြင်းထန်တယ်ညင်းစည်းလွားပြုံးတိခြင်းတွေကြောင့်ဖြစ်ပါတယ်အဲ့ဒီဒေတာရဲ့အဓိကစားသုံးသီးနှံကတော့တောင်ရစပားနဲ့အစိထုတ်ပြောင်းလို့ပဲဖြစ်ပါ යි ကွယ်အစိထုတ်ပြောင်းကိုမိသားစုစားသုံးမှုနဲ့ တရိစံတွေကိုကျွေးမွေးဖို့အခြားသီးနှံများထက်ပိုပြီးစိုက်ပျိုးကြပါ යි ခွေ။ကဲအနောက်ဘက်တောင်တန်းရဲ့မြင်မျက်နှာတွင်မြင်ရတော့တောင်ကုန်းတောင်စန်းတွေရှိတယ်။ရာသီဥတုနေသားကလည်းအပူချိန်အားနည်းဖြင့်အေးတယ်။မိုးများခြင်းတွေကြောင့်မြေစီလွာတိုက်စားမှုပြင်းထန်ပါတယ်။အပေါ်ရံမြေစီလွာပါတဲ့အကြောင်းလက်ဖက်စိုက်ပျိုးမှုကတော့အရှိတ်ဘက်ကုန်းမြင့်ဒေသလိုမျိုးစိုက်ပျိုးလို့မရပါဘူးသားတို့သမီးတို့ကြီး။အဲဒီအတွက်ကြောင့်မို့လို့ ဒေတာအတွင်းမှာနေထိုင်တဲ့သူတွေဟာတောင်ရစပားထက် ပြောင်းကိုအဓိကထားပြီးစိုက်ပျိုးကြပါရဲ့ကွေ။ကဲဒါဆိုရင်တော့အခုသင်ခန်းစာလေးကိုဒီမှာခဏနားပါမယ်။နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။